Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့နီးပညာနဲ့စွန်စားကန်ပေါက်ဆက်ထားတဲ့အရာတစ်ခုအကြောင်းပြောပြသေးသွားမှာပါအဲ့ဒါကတော့ FPV drone မှာတာမန် drone ဒီနေ့ဘာကွာလဲဘလို့ပြန်တန်းရလဲဘာလို့ဒီလောက်ရေပန်းစားလာတာလဲဒီနေ့အားလုံးကိုပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ FPV ဆိုတာ first person view ရဲ့အတိုကောက်ပါနမည်အတိုင်းပါပဲ drone ရဲ့မျက်လုံးနဲ့မြင်နေရတဲ့အတိုင်းကိုယ်တိုင် drone ထဲမှာထိုင်ပြီး ပြန်တမ်းနေရတယ်လို့ခံစားရစေတာပါ။ရိုးရိုး drone တွေလို့ကိုကမြေပြင်ပေါ်ကနေ drone ကိုကြည့်ပြီးမောင်းတာမျိုးမဟုတ်ပါဘူး။ဒီမျက်မှန်လေးကိုဝတ်လိုက်ကနေ drone နဲ့ရှေ့တဲ့တဲ့ကမြင်ကွင်းကိုတောက်ရိုက်မြင်နေရတော့ကိုယ်တိုင်ညက်တကောင်လို့ပြန်တမ်းနေရတယ်လို့ခံစားရစေတာပေါ့။ဒါဆို FPV drone တွေရဲ့အဓိကထူးခြားချက်တွေကဘာတွေလဲ။လွတ်လပ်မှုအပြင်နဲ့ထိန်းချုပ်နိုင်ခြင်း FPV drone တွေဟာ manual စနစ်ညမောင်းရတာပါ။ ဆိုလိုတာက drone ကိုလေထဲမှာတည်ငိမ့်အောင်ကိုရိုက်အမြဲထိန်းချုပ်ထားရတာပါ GPS တို့ auto hover တို့လိုစနစ်တွေက FPV drone တွေမှာအများအထည်မပါဝင်ပါဘူးချွန်းချက်အနေနဲ့တော့ GPS ကိုတတ်တတ်တဲ့ထည့်လို့လည်းရပါတယ်ဒါပေမဲ့ဒီလို manual control လုပ်နိုင်လို့ပဲပို့ပြီးမြန်ဆန်တိကျတဲ့ပြန်တမ်းမှုတွေကိုလုပ်နိုင်တာပေါ့ပြန်တမ်းနိုင်စွာမြင့်မားခြင်းတို့လူဟာတကယ်ကိုမြန်ပါတယ် မြန်နှုံးမြင့်မစွာပြန်တန်းနိုင်သလို လေထဲမှာအကွက်အစမ်းတွေဥပမာအားဖြင့်အပေါ်အောက်လန်လော်တာ flips တို့ဘေးတိုက်လက်စေးတာ rose တို့မျိုးတွေကိုလည်းလွတ်ပြနိုင်ပါတယ်။တစ်ပင်တွေကြားအဆောက်အုံတွေကြားကာတစီနောက်ကကပ်ပီလိုက်တာမျိုးတွေကိုလည်းတိတိကျကျလုပ်နိုင်ပါတယ်။ဒီတော့ FPV drone တွေကိုဘလိုနေရာတွေမှာအသုံးများလဲဆိုတော့ရုပ်ရှင်နဲ့ဗီဒီယိုရိုက်ကူးရေး cinematic FPV ကတော့ရုပ်ရှင်တွေကြော်ညာတွေမှာထူးခြားတဲ့ရိုက်ကွင်းတွေဖန်နည်းဖို့ FPV drone တွေကိုအသုံးပြုလာကြပါပြီ FPV drone တွေဟာမောင်းနှင်မှုပိုးပြီးကျွမ်းကျင်မှုလွှာပါတယ်စတဲ့လေးလာသူတွေအထက်တော့ simulator တွေနဲ့အရင်လေ့ကျင့်တာအကောင်းဆုံးပါပဲဒါပေမဲ့တခါမောင်းတက်ပါပြီဆိုတာနဲ့သူ့ရဲ့ပြန်တန်းမှုလွတ်လပ်ခွင့်နဲ့ပေးတဲ့စိတ်လှုပ်ရှားမှုကတခြား drone တွေနဲ့ဘလို့မှနှိုင်းမရပါဘူးစိတ်ဝင်စားဖို့ကောင်းတဲ့နည်းပညာနယ်ပယ်တစ်ခုဖြစ်တဲ့ FPV drone အကြောင်းကိုအားလုံးသိသွားပြီလို့ထင်ပါတယ် ကိုယ်တိုင်ငှက်တကောင်လိုပြန်တန်းကျင်သူတွေစွန်းစားကန်းတွေကြိုက်သူတွေအတွက်တော့ FPV drone ကတကယ့်ကိုစိတ်လှရှားစရာကဘာတစ်ခုကိုပေးစွမ်းနိုင်ပါမှာဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တည်းဆိုရင် like and share လုပ်ပေးကိုတောင်းဆိုချင်ပါတယ်ကျမရဲ့ channel ကိုလည်း subscribe လုပ်သွားဖို့မမေ့နဲ့နော်နောက်ထပ်ဘလို့နီးပညာအကြောင်းအရာတွေကိုသိကျင်လဲဆိုတာ comment မှာရေးခဲ့ပေးပါဦးအားလုံးမေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်